ားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်လေးမဲ့တင်ငန်းစာကတော့အခန်းစနေ၄ညနေစနေသမားတက်ကနံပါတ်1နဲ့3ပဲဖြစ်ပါတယ်ဒီကမ်းမှာဆိုတော့ထက်ချိန်ပြစရာစီးရင်တင်ကြအကြောင်းပါထက်ချိန်ပြစရာကိုပြရမှာဖြစ်ပါတယ်နော်ဖီကန်စီချိုးပါအဲ့ဒီမှာဆိုတော့တာတီချိုးရတွေပါနေပါမယ်နော်ဘယ်လိုလဲတာတီချိုးရလည်းပါပါမယ်ဒါကဒီချိန်ချိုးစမယ်နော်ပထမဆုံးဒီပုံမှာနံပါတ်1ကျောင်းနဲ့ဝင်းကျင်စိမ့်လန်းစုပြေရဲ့တစ်ပတ်အတွင်းနဲ့စာသင်ကျောင်းတစ်ကျောင်းမှာရှိတဲ့တက်ခွဲအလိုက် ဆိုင်ကြိုးတဲ့သစ်ပင်ရိုးတွေကိုကောက်ယူတာအပါတိုင်းရရှိပြီး၎င်းတို့ကိုထက်ချိန်ပြရဇာတ်တစ်ခုပြင်ပေါ်ပြပါတယ်နော်။အဲဒီစမတို့ကနော်ပြမတို့ဘာလို့ကမလဲဆိုရင်တံမိုးတန်းခွဲအလိုက်ဆိုင်ကြိုးတဲ့သစ်ပင်ရိုးတွေကိုပေါ်ပြသည်ထက်ချိန်ပြဇာတ်ဆိုလို့ရမယ်။သစ်ပင်ရိုးတွေက32ပင်32ပင်33 34 35 36ဆိုလို့ရှိပါတယ်။အဲ့တော့ဒီတာလီချိုးတဲ့ကောင်မှသူကပေးရရအောင်တာလီချိုးနေနော်။အဲ့ဒီ31ကိုကြည့်တဲ့ကောင်မှ31ကတခုပဲရှိရတယ်။ဒါကြောင့်မို့တာလီချိုးတဲ့ကောင်မှအချောင်းလေးတစ်ချောင်းထည့်ပြီးတော့ထက်ချိန်ညံမှာတည်လို့ရပါမယ်။ အခုက30နှစ်ပါ30နှစ်မှဆိုရင်1နှစ်နော်1နှစ်3 4 5ခုရှိတယ်ဒါကြောင့်ကိုစင်မတော်ကတာလီချိုးတဲ့ခါမှာဒီအချောင်း5ချောင်းဟောမှာသူက4ချောင်းဟောမှာဘယ်လဲဖြတ်ပိုင်းရတစ်ခုပေါ့နော်အဲ့ဒါမှာကျွန်တော်5ခုလို့မှတ်ပါတယ်အဲ့ဒါကြောင့်30 30နှစ်ပဲစိုက်တဲ့အတန်းက5ခန်းရှိပါတယ်နောက်တစ်ခုက33မင်းစိုက်တဲ့အတန်းက2ခန်းရှိပါတယ်နော်အဲ့လိုမျိုးကျတော့ဝိုင်းလိုက်လို့ရှိရင်သူကရှင်းတော့နေပါမယ်34မင်းစိုက်တဲ့အခန်းကကျတော့9ခန်းရှိတယ်နော်9ခန်းကို တော့၄ချောင်းမှာဖြည့်ပြီးတစ်ချောင်းဆွဲတဲ့အခါမှာငါငါအတားလီ၅ချောင်းရပြီနော်တဲ့၂ချောင်းထက်ထက်တော့တားလီ၇ချောင်းအဲထက်ကြိမ်ခုနှစ်ခုနော်ခုနှစ်ကြိမ်ပါလို့ပြောတာ34ခန်း34ပြီးစိုက်တဲ့ခန်းကခုနှစ်ခန်းပါလို့ပြောတာပါတော့35ကကြာစမော3ခန်းနော်ဘုံများဆိုတော့စမော်ကတားလီ3ချောင်းရှိမယ်ပြကြရင်ထက်ကြိမ်မှာ3လို့ရင်းမယ်နော်3ကြိမ်ပါရဲ့ဗျ36ကကြာစမော်2ကြိမ်ပဲပါတယ်နော်36ပြင်စိုက်တာက2ခန်းပဲရှိတယ်ဒါမှမဟုတ်စမော်ကတားလီချိုးတဲ့ခါမှာနော်2ချောင်းရင်းမယ်ထက်ကြိမ်နေရာမှာ1လို့ရေးပါမယ် နော်အဲ့ဒါစုစုပေါင်းအားလုံးမှာဘယ်လောက်ရှိလဲဆိုရင်အဲ20ရှိပါတယ်အခန်း20ရှိတယ်နော်ပြောရမယ်အခန်း20ရှိပါတယ်နောက်တစ်ခုကနံပါတ်2တေချာဆန်းရေပြိုင်ပွဲတစ်ခုမှာနောက်ဆုံးအဆင့်မှာရှိမယ်သူများရရှိတာကမများဘူးပြတာဒီကောင်တို့တစ်ချိန်စရာတစ်ခုပြပါပါဆမတော့ကနော်အဲ့တေချာဆန်းရေပြိုင်ပွဲတစ်ခုမှာနောက်ဆုံးအဆင့်နဲ့ရှိမယ်ရရှိသည်အမောက်ကိုပြပြသည်ထက်ချိန်ပြစရာဒီလိုရေးမယ်ရမ်းမှတ်တွေကဘယ်လောက်လဲဆိုရင်66ကနေပြီးတော့84ရှိပါတယ် အဲ့ဒီမှာ68ကဘယ်နှကြိမ်ပါလဲဆိုတော့ကျွန်တော်တာလီဆိုးတဲ့အခါမှာ68ကတစ်ကြိမ်ပဲပါတယ်နော်။ဟုတ်ပြီဒါဆိုရင်69ကဘယ်နှကြိမ်ပါလဲကြည့်ကြည့်လိုက်မယ်ဒါ69က1 2 3 4 5 6ခုဘယ်နှကြိမ်ပါလဲဆိုတော့တာလီဆိုးမယ်9ကြိမ်9ချောင်းနော်။ငါးချောင်းမှာတစ်စုနောက်တစ်ချောင်းလေးအဲ့ဒါတာလီဆိုးလို့ခေါ်ပါတယ်။နောက်ကအနောက်90မှာကျတော့ကျွန်တော်ဘယ်နှကြိမ်ပါလဲဆိုရင်အနောက်90 90ကကျတော့၄ရောက်ပါပါတယ်။ နောက်တစ်ခုကကြ81နော်အမ81ရတာက2ရဖြစ်ပြီးတော့နော်2ချိန်ပါရဲပေါ့နော်82ရ82ရရလဲဆိုတော့2ရောက်ပါရဲ2ချိန်ပါရဲပေါ့နော်အဲဟိုထက်ချိန်ကြီးရမှာနှစ်လိုရပါမယ်83ကကြတော့3ရောက်ရှိပါတယ်ဒါကြောင့်မို့ဆိုတော့3တာရီကို3ရောက်ရှိပြီးတော့ထက်ချိန်ကြီးရမှာ3နေလိုက်ပါတယ်နောက်ဆုံးတစ်ခါက84မှာကြတော့2ရောက်ဝယ်ရတဲ့ဆိုတော့ကတာလီကို2ချောင်းတာလီချိုးတဲ့နေရာမှာ2ချောင်းချိုးပြီးတော့ထက်ချိန်ကြီးရမှာနှစ်နေလိုက်ပါမယ်နော်ခါခါပါတဲ့2ချောင်းချိုးပါတယ် သူ့ဘာကြတော့ဘယ်လဲလောက်ရလဲဆိုရင်21ရောက်ပါနော်21ရောက်ရတဲ့အခါမှာ68မက်ရတာတမက်တရာ69မက်ရတာ9ရောက်80မက်ရတာ4ရောက်82မက်ရတာ2ရောက်ပြီးတော့82မက်ရတာက2ရောက်ပါ83မက်ရတဲ့လူက3ရောက်ပြီးတော့84မက်ရတဲ့ရတဲ့လက်ကျောင်းက2ရောက်ပြီးပါတယ်လို့ပြောချင်တာပါနံပါတ်3တင်းတို့ရေတက်မှမွေးလာလူကျောင်းသားဦးရေကိုလားလဲဖော်ပြထားတော့ထက်ချိန်ပြဇာတ်ခုတိဆောက်လိုက်ပါတဲ့။ရသည် ခုမှပြထားခြင်းသာဖြစ်တယ်ဗျာနော်ကိုရီးယားကိုအခန်းထဲမှာဆိုလို့ရှိရင်နော်မွေးလောက်ကျန်းသားတွေကိုလက်တွေ့နော်စီးရီးကလုပ်လဲရပါတယ်နော်အရင်ကျွန်တော်ကျမတို့ဤအတန်းမှာမွေးလောက်လူကျန်းသားဦးကြီးကိုလားလိုက်ပေါ်ပြထားတော့ထွက်ချိန်ပြရစီရလားလိုက်ဆိုကျမ12လရှိရကျမ12ခွက်ပွက်လိုက်မယ်အဲ့တော့မှာဇန်နဝါရီလမှာမွေးရလူကဘယ်နှယောက်လဲဆိုတော့ဒါဥမာအနေနဲ့ဆိုရင်ဇန်နဝါရီလမွေးရလူကတယောက်ဖြစ်တဲ့အတွက်ဒါဒီတချောင်းချိုးမယ်ပြီးတော့ထက်ချိန်ညာမှာပြည်လို့ရနော်ဒါတယောက်ပဲရှိရတယ်ဖေဖော်ဝါရီလမှာじゃကျွန်တော်3ယောက်လို့ကောက်ကောက်ရှိရပါတယ်3ယောက် ်ရှိရပါတော့။အဲဖေဝါရီလမှာမွေးတာက3ရက်ပါ။အဲဒါတာရီရှိုးတဲ့ကံမှာ3ရက်ရှိုးပြီးတော့ထက်ချိန်ညမှာ3ချိန်သိမ်း။3ချိန်3ချိန်ထက်ခါတာနော်။3ရက်လာရလို့ပြောတာ။3ရက်ဖေဝါရီလမှာ3ရက်မွေးလို့ပြောတာက။နောက်ကမတ်လမှာက4ရက်၊ဒီပင်လမှာက2ရက်၊မေလမှာက3ရက်၊ဇွန်လမှာက6ရက်ပေါ့နော်။ဇူလိုင်လမှာက4ရက်၊ဩဂတ်တော့ဂုတ်လာမှာက၁ရက်စက်တင်ဘာမှာက၃ရက်ပြီးပြီးတော့အောက်တိုဘာမှာ၅ရက်ဝင်းဘာမှာက 4ရောက်ဒီစီမမက4ရောက်ပါသူ့ဘာဇာနာဦးရေဘယ်လောက်ရှိလဲဆိုရင်ဇာနာဦးရေ40ရှိပါတယ်နော်ဇာနာဦးရေ40ကိုတာလီချိုးပြီးတော့ဝေးလာလိုက်တာလီချိုးရတဲ့ခါမှာဒီလိုမျိုးရတယ်ပေါ့နော်ဒါကဥမာပြတာဇာဖြစ်ပါတယ်သူတို့ကဂျာနော်ဟိုရေတွက်မတူတာလည်းအများကြီးရှိနေတယ်နော်နောက်ပါနံပါတ်4ပါနော်ကျမရေးဆိုင်ရာသူစနာပြရတော့အသက်55နှစ်နဲ့အထက်လူကြီးရေ30လူကြီးအသက်ဒီကိုစတဲကောက်ယူတာအပါတိုင်းတရားရင်းချက်လက်မြောက်အသုံးပြုပြီးတော့55မှာစပြီး ဒန်းတို့ဂျာပိုင်းအကျယ်ကို30ယူလေးရဲ့ထက်ချင်ပြစီကားကိုတိစောင်းနော်သူကအရေးတွက်ဒီကြောက်မှာ85ရက်85ရက်နှစ်လို့85နှစ်လို့95နှစ်တော့95နှစ်နေဘယ်နှစ်ကနေဘယ်နှစ်ကြားဘုံတော့သူကပိုင်းအကျယ်က30ရက်နော်ဒီ95ကနေစပြီးတော့ကျွန်တော်ကဂျာပိုင်းကျယ်30ရက်မှပြတော့တယ်ကျွန်တော်နော်အဲဒန်းတို့ဂျာပိုင်း class interval ကို55နဲ့64ဒါဆို10ရောက်ပေါ့နော်ဂျာရမှာ10ရောက်ပါဟိုက65နဲ့85 84ဆိုတော့ဂျာရမှာ10ရောက်ရှိတယ်85နဲ့ 84ရရမယ်85နဲ့94 95နဲ့104လို့အလိုမျိုးထားလိမ့်မယ်နော်သူကဈာပိုက်မှာ10ယူသွားမှာဖြစ်တယ်ဗျာဒီစလုံးနော်ဒီကတွက်လိုက်တဲ့အခါမှာဈာရမှာ10ရောက်ရှိရလို့ပြောတာဒီစမတော့က55မိနစ်ကနေ64မိနစ်ဈာနော်ရှာတဲ့အခါမှာတာလီချိုးကြည့်တဲ့အခါမှာ6ရောက်ရှိပါတယ်ဒါတို့ထက်ကြရ6 64ရကနေ94မိနစ်ဈာကကြာစမတော့နော်9ရောက်ရှိတယ်ဒါကြောင့်မို့စမတော့ကအဲထက်ကြမှာ9တာလီချိုးရင်9 6 85နဲ့84ဈာမှာကြာစမတော့9ရောက်ရှိရတယ်ဒီနေ့ ဒါမို့ဒါတွေကျိုးမယ်ခဏရောက်နော်ခဏချောင်းကျိုးမယ်ထိုက်ကြင်နေရမှာခဏလိုရင်းအဲ့ဒီ85နဲ့94မှာကျတော့94ကြားရပါရှိတာကတော့ခြားရောက်ဖြစ်ပါတယ်။ဟိုက95နဲ့104ကြားမှာကျတော့ဆင်မတို့က4ရောက်ရှိတယ်ပေါ့နော်။အဲ့ဒီစုစုပေါင်းပေါ့နော်။စုစုပေါင်းအယောက်30ကိုဆင်မတို့ကနော်တာလီချိုးကြည့်ရခါမှာဒီမျိုးရရှိတယ်ပေါ့နော်။95နဲ့64ရဲ့လေးနဲ့ကြားရမှာ6ရောက်95နဲ့94ရောက်ကြားမှာ ့၃၄နှစ်ကြာမှာ900 85နှစ်နဲ့84နှစ်ကြာမှာ900 85နှစ်နဲ့94ကြာတဲ့မှာ94နှစ်ကြာတဲ့မှာ6ရောက်ရှိတယ်။95နှစ်ကနေ104နှစ်ကြာတဲ့မှာဒါ4ရောက်ရှိတယ်။စုစုပေါင်းအယောက်30ဖြစ်ပါတယ်။နောက်တစ်ခုကနံပါတ်5ပါ။မျိုးပေါင်း40ဤညဘူချင်းစီတွေးများကိုအောက်မှာပြပြထားပါတယ်တဲ့။တင့်လျော်သည့်ဒန်းလူဂျာပိုင်းကျဲကိုတုံရထက်ချိန်ပြကြားတဲ့ခုစားပါဘာလဲစမတော့ပါရပါလဲဆိုရင်15နေပါတယ်เนาะအဲရှစ်လဲရှစ်ပါတယ်7နေပါတယ် အများကြီးပဲပေါ့နော်ရှစ်ကနေပြီးတော့အငယ်ဆုံးကတော့ရှစ်ရှိပါတယ်အကြီးဆုံးကတော့သမောသုံးသက်ပုံရှိတယ်ပေါ့နော်ဒါကြောင့်ဒီမှာအဲ့ဒါကိုတင့်တော်ရဲ့ဂျာဗန်ကိုယူတဲ့အခါမှာငါကျွန်တော်ဘလောက်ယူလိုက်မလဲဆိုတော့နေသုံးမှုကျင်းရှိတိစနေကနေနေသုံးမှုကျင်းက39တိစနေကြီးဖြစ်တဲ့ပြည်ကြပိုင်းကျုပ်ကငါလိုထားပြီးနေခုတိုင်းနှစ်သက်ရထားလို့ရတယ်နော်ခုနှစ်လည်းထားလို့ရတယ်ဒီလိုကြပိုင်းများကို80 80နှစ်ကနေ10နှစ်ပေါ့နော်အဲဒီစကားတော့ဒါတော့ဂျာထဲမှာငါဂျာပိုင်းကငါအကျေဂျာပိုင်းကျေငါပေါ့နော် ဟုတ်ပါ73ကနေ70ကို78ကနေ20နေ23ကနေ20ကို28ကနေ30နေ33ကနေ30ကိုစမောထားလိမ့်မယ်။ထားပြီးတော့မှာရှစ်အဲစင်ဒီဂရိတ်ရှစ်ရှစ်ဒီဂရီစင်ဒီဂရိတ်နဲ့အဲစင်ဒီဂရီစင်ဒီဂရိတ်ကြီးဆိုရှင်စမောကဟုတ်ပြီနော်ဘယ်လိုအဲ့ဒီမှာညာဘူးချိန်ကြီးက7ဒီဂရီရဲ့စနစ်စင်ဒီဂရိတ်ကြီးက3မျိုးနေရှိတယ်ပေါ့။ဟုတ်နော်။73 စက်ကုန်ဒီဂရီစီနီကေးကနေစက်ကုန်ဒီဂရီစီနီကေးကကျတော့စက်ကုန်နေမျိုးနေရှိတယ်။ဟုတ်တယ်မျိုးပေါင်း40ကိုကျောင်းနေတာနော်စက်ကုန်နေမျိုးနေရှိတယ်။နောက်ကအညာအမှုရှင်စက်ရှိဒီဂရီစီနီကေးကနေ20ဒီဂရီစီနီကေးကကျတော့ဆိုတော့နော်စက်တမျိုးနေရှိပြီးတော့23ဒီဂရီစီနီကေးကနေပြီးတော့29ဒီဂရီစီနီကေးကိုကျတော့ဆိုတော့ရှင်းမျိုးနေရှိပါတယ်။ဒီစက္ကူမှာ30နှစ်စီဂရက်တီကိုကြာတာဒီတမျိုးမှာမရှိတော့0ရေးရတာနော် ဒီလက်တော့ကနေ39နှစ်စီရေးထိဆက်ခါကြတော့မြို့ပေါင်းဘယ်လိုမျိုးရှိလဲဆိုရင်တမျိုးရှိရပါတော့ဒါပေမဲ့စုစုပေါင်းဆမောမြို့ပေါင်း40ကိုပြလောက်တာအဲဆက်ဒီသူစညာပြတာဖြစ်တဲ့ဗျဆမောဒီခက်ချိန်ဇာကိုပေါင်းကြည့်ရတာမှာစုစုပေါင်းက40ရှိတယ်ဒါပေမဲ့ဆမောကတော့ကြာထားတဲ့မြို့ပေါင်း40ပြည့်ရပါတော့ပြည့်ရဆိုရင်ရရှိပါပြီဒါဆိုရင်ဒါကအဲအဖက်ဆက်နေဟို40ငန်းစနစ်တမတစ်ကနံပါတ်1ကနေ9ရီပဲဖြစ်ပါတယ်စုစုကြည့်ရတဲ့အားလုံးကို